မင်္ဂလာပါဒီနေ့ပြောပြမယ့်အမှတ်စုလေးကတော့ရိုးသားခြင်းရဲ့တန်ဖိုးတခါတုန်းကတိုင်းပြည်တစ်ပြည်မှာဘရင်တစ်ပါးအုပ်ချုပ်နေထိုင်တယ်သူ့ရဲ့အရေးအရာဆက်ခံဖို့သာသမီမထွန်ကားခဲ့ဘူးတဲ့အသက်ကြီးလာတော့ထိနေရေးအရာဆက်ခံဖို့သူကိုယ်တိုင်ရွေးချယ်မယ်ဆိုပြီးကြီးညာလိုက်တယ်တိုင်းကြီးမှာရှိတဲ့လူငယ်တွေ နိုင်ရင်မြန်မာစုယုံးစီပြီးမောင်မင်းတို့မောင်မင်းတို့အထက်ကတိုင်းပြည်ကိုအုပ်ချုပ်မဲ့သူကိုရွေးချယ်မယ်လိုအပ်တဲ့ရည်ရှိန်ကတော့အမှန်တရားကိုမြတ်နိုးသူတတ်တည်ရှိသူစွန့်လွတ်နေနာခံသူဖြစ်ဖို့ပဲအဲ့ဒီရည်ရှိန်ကိုစမ်းသပ်ဖို့တစ်ဆိတ်တိုင်းနဲ့ပန်းဝန်းတစ်လုံးပေးလိုက်မယ်အေးရောက်ရင်အပင်ပေါအောင်လုပ်ကြနောက်တစ်နေ့ကြရင်ပြန်လာခဲ့ အပင်ကိုကြည့်ပြီးဘေးသူရဲ့ရေရှိန်းရှိလေဆုံးဖြတ်မယ်။ဒုက္ခလူငယ်တွေလည်းဘေးကြီးပေးတဲ့သစ်စိနဲ့ပန်းအိုးကိုယူပြီးအိမ်ပြန်ခဲ့ကြတယ်တဲ့။ခရီးထဲမှာမိဟိုလှုပ်ကျွေးနေတဲ့မောင်ရဆိုတဲ့လူငယ်လေးပါဝင်ခဲ့တယ်။မောင်ရလည်းသစ်စိကိုပန်းအိုးထဲထည့်ဆိုင်ပြီးအရှိန်မှန်မှန်ရောင်းပေးတယ်။ပန်းအိုးကိုရည်ရည်ကြီးကြီးကြည့်ပြီးဂရုစိုက်နေပြီမဲ့။တပတ်လေးအပင်ကမပေါ့။ နှစ်ပတ်လေးအပင်ကမပေါက်တလလေးအပင်ကပေါက်မလာပဲဖြစ်နေခဲ့တယ်။တငယ်ချင်းတွေကတော့သူတို့ရဲ့အပင်တွေဘယ်လောက်ကြီးကြောင်းအရွက်တွေဘယ်လောက်ထွက်နေကြောင်းပြောနိုင်ကြနေပြီမဲ့သူ့ရဲ့အပင်ကတော့ထွက်မလာသေးပါဘူး။မောင်ရင်ဟာစိတ်တက်မကြပဲဆက်ပြီးရေလောင်းနေပြီမဲ့အပင်ကထွက်မလာပါဘူး။ဒီလိုနဲ့တနည်းပြည်လို့ဘင်းကြီးချိန်ထားတဲ့ရက်ကိုသာရောက်လာခဲ့ပါတယ်။မောင်ကြီးရဲ့အပင်ကပေါက်မလာဘူး။ မောင်ရည်ကဘင်းကြီးစီကိုပြန်မတော်ကျင်တော့ဘူးမောင်ရည်ရဲ့မိကတော့ပြန်သွားဖို့တိုက်တွန်းခဲ့တယ်ပြင်ပွဲမှာရှုံးနေလေအရှုံးကိုလက်ခံနိုင်ရတဲ့တတ္တိရှိသူဟာယောက်ျားကောင်တစ်ယောက်ပဲလို့အဘိစကားပြောလိုက်ပါတယ်မောင်ရည်လည်းပေမပေါက်တဲ့ပောင်းကိုယူဆောင်ပြီးနိုင်ရည်မြေကိုပြန်သွားတယ်မောင်ရည်ရဲ့ပောင်းကလွဲလို့ကျန်တဲ့လူငယ်တွေရဲ့ပောင်းတွေမှာအပင်တွေနဲ့ဝေစားနေတာကိုတွေ့ရပါတယ် လူငယ်တွေလည်းတတ်မှတ်ထားတဲ့နေရာမှာပေါင်းဖို့ချထားပြီးဘရင်ကြီးရဲ့ဆုံးဖြတ်ကိုစောင့်ဆိုင်းနေကြတယ်။ဘရင်ကြီးကပန်းအိုးတွေကိုကောင်းတငိမ့်ငိမ့်နဲ့လိုက်ပြီးကြည့်နေတယ်။တဒံမီတဒံကျော်သွားတဲ့ဘရင်ကြီးစိတ်တိုင်းကြမတွေ့ဘူးဖြစ်နေတယ်။နောက်ဆုံးတန်းကိုရောက်တဲ့အခါအပင်မပေါက်တဲ့မောင်ကြီးရဲ့ပန်းအိုးကိုတွေ့သွားပြီးဘရင်ကြီးမျက်နှာဝင်းလက်သွားတယ်။မောင်ကြီးကိုလူကြဲတဲ့ကဆွဲထုတ်ပြီးမောင်ကြီးရဲ့လက်ကိုဆွဲမြောက်ပြီး မင်းလောင်းဖြစ်ရွေးချယ်လိုက်ကြောင်းကြေညာလိုက်တဲ့ပြိသက်ကြီးကရိုးရိုးတဲတဲဖြစ်ပြီးနားမလည်စောနဲ့ဘီညူးဝိုင်းကြည့်နေကြတဲ့အခါမှာဘီညူးကအကျုံးစုံကိုရှင်းပြတယ်မောင်မင်းတို့ကိုပေးလိုက်တဲ့မျိုးစိတ်တွေအားလုံးကိုရည်နွေးတဲ့ထဲ့ပြုတ်ပြီးမှပေးလိုက်တာဘယ်လိုမှပေပောက်စရာအကြောင်းမရှိဘူးမောင်ကြီးတယောက်ကရိုးရိုးသားသားနဲ့အပေမပောက်တဲ့ဘောင်းကိုပြန်ယူလာခဲ့တယ်ကျန်တဲ့လူတွေက မျိုးစိတ်ကိုအစားထိုးပြီးစိုက်ခဲ့ကြလို့သာအပိပောက်ခဲ့ခြင်းဖြစ်တယ်။ကိုယ်တိုင်မှမယုံသားသူတယောက်ဟာတန်းရည်ပြည်ကိုဘယ်လိုလုပ်ဖြောက်ဖြောက်မှမှဆောင်ရွက်နိုင်မှာလဲ။ယုံသားသူတယောက်ဖြစ်ဖို့ဆိုတာမလွယ်လောက်ဘူး။အမှန်တရားကိုမျက်နှာယုံတာမှာကပဲဒီအမှန်တရားကိုလက်ခံနိုင်ရတဲ့တတိနဲ့အနည်းငယ်ခံရတဲ့စိတ်ဓာတ်လည်းရှိဖို့လိုတယ်။အကြောင်းစုံကိုသိသွားတော့ ဘီရင်ကြီးရဲ့ဆုံးဖြတ်ကိုအားလုံးကလက်ခံသဘောတူလိုက်ကြတယ်။ဒီမဆုပ်လေးမှာပေးခြင်းနဲ့ message ကတော့ယူသားပါအမှန်ကိုလက်ခံပါဆွလွတ်နင့်နာခံပါကိုပြုသည့်တန်ကိုဤကံကိုထံပြန်လာမည်ယူသားချင်းဒီအကောင်းဆုံးသောလက်ဆောင်ပဲဖြစ်တယ်ဆိုတာကိုရှင်းခင်စွာမျက်ဝေလိုက်ရပါတယ်။